စည်းစိမ်ဥစားတဲ့လူရရဲ့အသက်ကိုတံပိုးထားတဲ့ဆိုတာကိုလောရနဲ့တက်တည်ပြလာတဲ့ဗိုလ်ချုပ်ကင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ DD+ page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။ဆိုင်းမိုင်ဆိုပြီးတော့ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့မင်းသမီးချောလေးဗိုလ်ချုပ်ကင်ကတော့ငွေချမ်းသာတဲ့လူကိုလက်ထပ်ခဲ့တာငွေမတ်လို့ဆိုပြီးတော့ဝေဖန်ခံနေရပြီမြင်ပရိသတ်တီထင်တယ်လို့မဟုတ်ဘူးဆိုတာကိုတက်တည်ပြလာခဲ့ရလဲဖြစ်ပါရစေ။ဆိုင်းမိုင်ကတော့ပတ်စံရှိရဲ့အမျိုးသားကိုယူထားတာမို့ပရိသတ်ဝေဖန်တာကိုခံနေရပြီမြင် ိန်တရားတရားကောင်းကောင်းနဲ့လူရမ်းမှုတွေလုပ်နေကြတာအားလုံးအမြင်ပဲဖြစ်ပါတယ်။တတိမဘဝကိုဝေဖန်မှုတွေနဲ့ရောက်နေခဲ့တဲ့ဆိုင်းမိုင်ကတော့အလူအတန်းလုပ်တဲ့နေရာမှာတခြားတတိတွေထက်သာပါတယ်။နမေရခြင်းလို့ဟန်ပြလူရမ်းနေရာမျိုးမဟုတ်ပဲခက်ခဲနေတဲ့ပြည်သူတွေကိုတတ်နိုင်တဲ့ဘက်ကနေအမြဲတမ်းလိုအပ်တာတွေဖြည့်ဆည်းပေးနေတဲ့သူလည်းဖြစ်ပါတယ်။အိမ်အောင်ကြတာတိတ်မကြသေးပေမဲ့ထမင်းစတူဒီတာဆိုရင်ဗနကျိန်ကျွေးပြီးမှန်းတောင်မှမတိတော့တဲ့အထိပါပဲအစားအသောက်တင်ငွေကြီးတွေကိုအရှံပယ်လူရန်ခဲ့တဲ့ဆိုင်းမိ ိုင်ကတော့အခုဆိုရင်သူ့ဘဝမှာငွေထက်လူတွေကအရေးကြီးတယ်ဆိုပြီးတော့လူဒန်းပေးနေခဲ့ပြန်ပြီဖြစ်ပါတယ် ကိုရိုင်းကကိုဝင်လွယ်ထားသူတယောက်ဖြစ်ပေမဲ့အားလုံးခက်ခဲနေတဲ့အချိန်မှာကိုဝင်ုံမိထားပြီးတော့ပြည်သူတွေကိုတတ်နိုင်သလောက်ကူညီပေးနေရလေဖြစ်ပါတယ်။ဆိုင်းမန်ကတော့ငလင်တန်ကိုအရန်ခံစားခဲ့ရတဲ့မန္တလေးမြို့မှာနေထိုင်တာမသိသူမရှိသလောက်ပါပဲ။ကိုရိုင်းကငလင်တန်ခင်ရသူတယောက်မို့လူတိုင်းအပေါ်မှာပို့ပြီးတော့ကိုချင်းစားခဲ့ရလေဖြစ်ပါတယ်။ဆိုင်းမန်ကတော့အရာရာကိုတွေးပြီးတော့ကလေး၃ယောက်အဖေကိုလက်ထပ်ခဲ့ပေမဲ့အခုလိုတဘာဝဘေးနဲ့ကြုံတွေ့ရတဲ့အချိန်မှာသူတို့အတွက်အရေးကြီးတာငွေကြေးမဟုတ်ဘူးဆိုတာကိုတသက်ပြ လာတာလည်းဖြစ်ပါတယ်။တတိတတော်များကတော့တခုခုဆိုရင်ပစ္စည်းဥစ္စာကိုချိန်ချောက်ကြတာများပါတယ်။ဥစ္စာချောက်ကြတာများတယ်ပေါ့နော်။အဲ့ဒီရတခုခုဖြစ်ရင်တောင်အရင်မပြေးလွှားခိုင်းမင်းနဲ့ပစ္စည်းတွေကိုအရင်သိမ်းခိုင်းတဲ့အထိအတားကြီးကြပါမယ်။ဆိုင်းမန်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးနော်။ကိုရိုင်းကအစိမ်းရွှေရတနာဆိုင်ကြီးကိုဖွင့်ထားပြီးမယ်။ငလင်လုတ်ခတ်တဲ့အချိန်မှာဝန်ထမ်းကြီးကပစ္စည်းသိမ်းဖို့လုပ်နေပြီးမယ်။ဆိုင်းမန်ကတော့ပစ္စည်းထက်လူကအရေးကြီးရဆိုပြီးတော့အပြင်ထွက်ခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ဆိုင်းမန်ကတော့အဲ့ဒီအချိန်မှာအရေးကြီးဆုံးကငွေကြေးထက် က်လူတွေပါပဲ။သားသမီးတွေစုံပြီလား၊ဝန်ထမ်းတွေစုံပြီလားဆိုတာကိုအော်ဟစ်မေးမြန်းနေခဲ့သလိုအားလုံးစုံပြီးချိန်မှသာစိတ်ချလက်ချနေနိုင်ကြရလဲဖြစ်ပါတယ်။ဆိုင်းမရတော့အခုလိုကန့်ဆိုးကြီးဖြစ်နေတဲ့အချိန်မှာအရန်ချမ်းသာတဲ့လူမဖြစ်ချင်တော့သလိုငွေကြေးရသူတို့အတွက်အရေးမပါတော့ပါဘူး။တကယ်တန်ဖိုးကြီးပြီးတော့လိုအပ်တာကငွေကြေးထက်လူတွေရဲ့အသက်ပါပဲ။ ဆိုင်းမန်ကတော့လက်ရှိမှာသူ့ရဲ့နေအိမ်ကပြန်ပြီးတော့ပြင်ရမှာမို့ရောက်ခမအိမ်ကိုသွားနေရပေမဲ့တရက်နေရဆပြီးတော့ပြည်သူတွေကိုလှူဒန်းပေးခဲ့ပြီလည်းဖြစ်ပါတယ်။ဆိုင်းမန်ကတော့ကိုရိုင်းနေစရာပြန်ပြင်ပြီးတော့ကိုဝင်နဲ့ကလေးတွေနဲ့ခက်ခဲနေတဲ့အချိန်မှာပြည်သူတွေကိုတက်နိုင်တဲ့လောက်ပတ်ဝန်းကျင်ပြီးတော့ကူညီပေးခြင်းနဲ့စိတ်ပဲရှိပါတယ်။သူကတရက်နေရနေစပြီးတော့နေစဉ်အစားအသောက်စတူဒီတာကျွေးမွေးသွားမှလည်းဖြစ်ပါတယ်။ လက်ရှိမှာမန္တလေးမြို့မှာလည်းတောက်တုံးရေခက်ခဲနေတာမို့တခြားမြို့ကနေရေတက်မှပြီးတော့အစားအသောက်နဲ့ရေကိုဝင်ငှသွားမှလည်းဖြစ်ပါတယ်။ဆိုင်းမှာကတော့တရက်နေ့မှာလက်ဖက်ထမင်းကျအူးနဲ့တခြားအချောက်ချန်းတွေဝေခဲ့သလိုနောက်နေ့တွေမှာစစ်သားကျော်ထမင်းစီစမ်းနဲ့တရက်တရက်မထက်ရအောင်လို့လှူဒန်းသွားမှလည်းဖြစ်ပါတယ်။ကိုရိုင်းကထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့တာမို့အစားအစာရေရခက်ခဲနေတဲ့ပြည်သူတွေကိုတက်နိုင်တဲ့လောက်ဖိမသွားမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။ဆိုင်းမှာကတော့ဘေးအန္တရာယ်ဆိုးတစ်ခုကြောင့်ဘဝ ဝမှာအရေးကြီးဆုံးကလူတွေရဲ့အသက်ဆိုတာကိုကောင်းကောင်းသိခဲ့ပြီးတော့တိုင်းနိုင်ငံတော်ကူညီဖေးမတော်တော့မှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့အခုလိုမျိုးစိတ်ဝင်စားဖွယ်အကြောင်းအရာတွေအပြင်နောက်ထပ်လေအနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ပေးကြပါအောင်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။